အိန္ဒိယမြန်မာနယ်စပ်တလျှောက်ကနာဂမျိုးနွယ်စုတွေရဲ့နှစ်ပေါင်းရာချီဘဝစင်ဆက်လူမှုဘဝနဲ့မိသားစုဆက်ဆံရေးကို အပီးတိုက်ဖျက်တောက်ပြင်းမဲ့ချိန်ချောက်မှုကြီးတစ်ခု ပေါ်ပေါက်လာနေပါတယ်။မြေပြင်မှာဘာတွေဖြစ်နေတာလဲဆိုတာကိုတော့ကွန်ပျူတာကတင်ဆက်ထားပါတယ်။အိန္ဒိယဆိုရဟာအိန္ဒိယမြန်မာနယ်စပ်တလျှောက်ချန်စီယိုကံရံပြီးဗီဇာမလိုဘဲတွာလာခွင့်ပြုထားတဲ့ Free Movement Region FMR ကိုဖျက်သိမ်းဖို့ဆုံးဖြတ်ခဲ့တာကို ညညွတ်သောတန်ရှမ်းနာကကောင်စီ UTNC ကနိုဝင်ဘာလ18ရက်နေ့မှာပြင်းထန်စွာကန့်ကွက်လိုက်ပါတယ်။နန်မိတ်စီမင်းရဲ့တစ်ဖက်တစ်ချက်စီမှာနေထိုင်ကြတဲ့နာဂမိသားစုဝင်တွေဟာနိုင်ငံတွေကွဲပြားနေပြီးမဲ့မိသားစုဝင်တွေဆွေမျိုးသားချင်းတွေဖြစ်နေစင်နဲ့မြအချင်းလင်ခီးနဲ့တွာလာခဲ့ကြတာပါ။စာနာရိတ်ခါတွေအပြန်လန်မြဝေဖလှယ်ရင်းဘိုးဘွားအစဉ်ဆက်အတူတူကနေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။ဒီလိုပေါင်းကူးဆက်ဆံမှုတွေကိုချက်စီယုကပြီးတိုင်ပိတ်ဆို့တော့မဲ့အရေးကို ေသခံတွေပြပြထထန်ဆူရိတ်နေကြပါတယ်ကျွန်တော်တို့ကဘိုဖက်အင်ဦးနဲ့ဂျမ်းပင်တို့ကျွန်တော်တို့ကအမြဲတမ်းဒီထဲမှာပဲရှိခဲ့ကြရတယ်ဘိုးဘွားတွေကဆအခုကျွန်တော်တို့တွေလည်းဒီလိုပဲကိုလူဆက်ဆံနေမိသားစုအရေးရာလူမှုအရေးရာမို့အကြောင်းတရားတွေအများကြီးရှိတဲ့မိသားစုအแทမှာအဲလုဆောင်ရတဲ့ဒီလူမှုပတ်ဝန်းကျင်လုပ်ငန်းတွေအားလုံးကိုဒါဒီနေ့အချိန်တည်းဒီလိုပဲတွာလာနေကြဆိုတော့အဲ့ဒါလိုရှိနေတဲ့အာကြီးကိုတို့အခိုင်အမာခြံစည်းကိုခတ်မယ်လို့ပြောရင်ဒါကျွန်တော်တို့မိသားစုအแทမှာအဲ ပြောပြလို့မရတဲ့လူမှုပတ်ဝန်းကျင်နေပေသေးမှာတကယ်ထားရှိရမယ့်အရာတွေအားလုံးကတော့ဒါဖြည့်ဆည်းခံရတယ်လို့ဒီလိုကိုစိတ်ထိခိုက်ကြတော့ဘောဆရာအိန္ဒိယဆိုရဟာဒီလိုငှက်ဆင်နဲ့ပတ်သက်လို့မြန်မာဘက်ချမ်းကနာကပြည်သူလူထုနဲ့ကြိုတင်တွေ့ဆုံဆွေးနွေးတာမျိုးမရှိဘဲလုံငှက်ဆင်တွေစတင်ခဲ့တာလို့ UTNC ကပြောဆိုပါတယ်အိန္ဒိယဘက်ချမ်းကခြားစည်းရုပ်ကရမယ့်လုပ်ငန်းတွေကိုနှံ့ယွမြွတ်နဲ့အတွင်းကနဲ့ချမ်းမတိုင်းတစ်ခွန်တုံးနဲ့တစ်ခွန်နဲ့ကြားမှာစတင်ဆောင်ရွက်နေပြီလို့ဆိုပါတယ် သူတို့အတိုင်းတာအနေနဲ့ကျွန်တော်တို့မေးကြည့်တော့အခုကအဲဘက်ဖိုးနစီရဲ့မူလစာတစီရဲ့နဲ့ဒီတဖာလုံလောက်ကိုသူတို့မြေရှင်းနေပြီပေါ့ပစ္စည်းပစ္စည်းတွေပုံနေပြီဆိုပြီးတော့ဒီလိုအခြေအနေလေးသိရတယ်ဒီချန်စီရုတ်ကရဲ့ BFMR ကိုဖျက်သိမ်းလိုက်ရင်တရဝင်းတက်မှတ်ထားတဲ့လမ်းကြောင်းကနေပဲတော်လာခွင့်ရတော့မှာဖြစ်ပါတယ်ဒါဟာငွေကြေးတက်နိုင်သူတွေကလွဲပြီးတာမန်ဒေတာခံပြီးသူတွေအတွက်မိသားစုဝင်တွေစီတွားရောက်တွေ့ဆုံဖို့ခက်ခဲသွားစီမှာဖြစ်တယ်လို့ GTNC ကထောက်ပြပါဗျ။ဒါကြောင့်ညညွတ်တော့တန်ရှမ်းနာကောက်ကောက်စီ GTNC အနေနဲ့ချက်စီယိုကံရမဲ့အစီအစဉ်ပေါ်အိန္ဒိယဆိုရကလူသားချင်းစာနာမှုနဲ့ပြန်လည်သုံးသပ်ပေးဖို့လုပ်ငန်းတွေကိုရပ်တန့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ပြည်သူလူထုရဲ့ဆန္ဒကိုလစ်လျူရှုပြီးဆက်လက်အကောင့်ထဲပေါ်မယ်ဆိုရင်တော့ UTNC အနေနဲ့ကန့်ကွက်မှုတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။